9ရက်နေ့မှာကမဲ့ Real Madrid နဲ့ Champions League ပွဲစဉ်ကိုစိတ်ရောက်နေခဲ့တဲ့ Arsenal တို့ကတော့ Everton နဲ့သေတမက်စီခွဲယူလိုက်ပါပြီ Arsenal ကဒီပွဲစဉ်ကိုအဓိကကစားသမားအချို့ကိုအနာပေးပြီးကံပိုးပြင်ဆင်လာတာ ကတော့အရင်မှဆိုလို့ရှိရင်ဒါကျွန်တော်တို့သိမမြင်ဘူးတဲ့အတွဲဆက်တွေကိုထုတ်သုံးသွားတယ်ပြောလို့ရတယ်။အာဆင်နယ်တိနေဒီပွဲစဉ်မှာသူတို့အနိုင်ရောက်လောက်ပဲကံပဲအဓိကကစားသမားတွေသိမ်းသွားမယ်ဆိုတဲ့ plan ပြင်ဆင်လာတယ်။ဒါအိမ်မဲ့ဒုတိယမှာခြေပါကိုပေးလိုက်ပြီးနောက်ပိုင်းမှာ Real Madrid ပွဲအတွက်ခြံထားတဲ့ကစားသမားတွေကိုထည့်ပြီးသုံးသွားခဲ့ရတယ်။အိုက်ဒါဒီပွဲကိုတကယ်နိုင်ရင်ခဲ့တယ်သူဆရာသမားနဲ့ပြန်ဆုံတဲ့ပွဲပထမအကြိုကလည်းနှစ်မှတ်ကြပြောက်ခဲ့တဲ့အသင်းဖြစ်တဲ့အတွက်အဲဆိုဒီရာသီမှာကျွန်တော်တို့ဒီအေဗာဒန်နဲ့နှစ်ကြိမ်တွေ့ဆုံတယ် လေးမှတ်တိတိကြပြောက်ခဲ့ပါတယ်အခုလည်းတေတမတ်စီခွဲပေးလိုက်ရတယ်ဗောလေအဲ့တော့ဒီပွဲပြီး review လေးမလုပ်ခင်မှာပထမဆုံးပြောချင်တာကအခုငလင်ဘေးသင့်ပြည်သူနဲ့ပတ်သက်ပြီးလှူဒန်းကျင်တဲ့လူတွေရှိလို့ရှင်စိတ်ချရတဲ့အဖွဲ့ရင်ကျုံကြားနေပြီးတော့ချိတ်ဆက်ပေးပါတယ်တော့ကျွန်တော်တို့အလူခံခံတဲ့ကိစ္စတွေတော့ပြီးစီးသွားခဲ့ပြီဗောလေဟိုဒုတိယအကြိမ်အလူခံတော့340ကျော်လောက်ရတယ်ပထမအကြိမ်အလူခံတော့380လောက်ရတယ်နှစ်ရက်စီပဲအလူခံတာဗောလေဒါတွေကိုလည်းလက်ရှိချိန်မှာမြေပြင်ကိုပို့ဆောင်နေပါတယ်ကဲကျွန်တော်တို့ review လေးလုပ်လိုက်ရအောင် အာဆင်နယ်နဲ့အေဗာတန်အသင်းရဲ့ကွင်းမှာသွားကန်မဲ့ပွဲစဉ်ကသူတို့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ချန်ပီယံလီပွဲစဉ်ကစိတ်ထဲမှာအပြည့်အဝစိုးမိုးထားတယ်ပြောလို့ရတယ်အထူးသဖြင့်နီးပြချုပ်မီခေးအိုက်တိုက်ရဲ့ပွဲထွက် line ness ကိုကြည့်ရတဲ့သိတာတယ် အဲ့မှာဆိုရင်တိုက်ဆက်သုံးနေရမှာဆိုရင် Stalin, Trotsky, Ethan, Wannery Stalin ကိုဘယ်တောင်းမှာသုံးတယ် Trotsky ကိုမျိုးဒီ finishing ကောင်းပြီးရန်မောင်းနှိမ့်တဲ့ player မျိုးကိုအထောင်မှာတင်ထားလိုက်တယ် Wannery ကိုတော့ဒါစကောက်ခောက်သိမ်းထားပြီး Wannery ကိုသုံးသွားတဲ့ဘောပေါ့လေကွင်းလဲသုံးအောင်တက်မှာဆိုရင်တော့တိုက်ဆက်အထောင်ဆော့ရကြ Mickey Main ကိုကွင်းလဲပြန်ထားလိုက်တယ် Jorginho, Declan Rice နဲ့ပြန်တွဲလိုက်တယ်ခန်းစစ်၄ယောက်တန်းတော့ Gabriel မရှိတဲ့နေရာကို Kibio ကဝင်ဆော့သွားပြီးတော့ ီခက်စစ်ဖူးဘက်နေရာမှာတော့ဘန်ဝှိုက်နဲ့လူးဝစ်ကယ်လီကအုံပြူပါဗောလေကိုသမားဒေးဗစ်ရိုင်ဒီစုဖွဲ့ကိုကြည့်တဲ့အခါမှာကျောင်းနေတဲ့အဓိကကစားသမား၄-၅ဦးလောက်ကိုအရန်ကုန်မှအနားပေးလို့ရပါတယ်အသင်းနေနေလဲပထမကြီးမှာအရန်ကိုတမျိုးဖို့ကောင်းတဲ့ chance တွေရခဲ့ဒါပေမဲ့ goal ဖြစ်မပြောင်းလဲနိုင်ခဲ့ဘူးဒါတော့မှစတာလင်အရန်ကောင်းတဲ့ပံ့ပိုးမှုရှိခဲ့လို့ Trossack ရဲ့အဖွင့်ကူကဖြစ်တည်သွားတာအဲ့ဒီမှာသူ right time ပေးလိုက်တာကောင်းတယ်လို့ trossack ကလည်းပပနဲ့နဲ့အဝေးတိုင်းတောင်ကိုမြေလိမ်ဘောသွင်းသွားတယ် အဲ့ဒီလုံးမှသူကျွန်တော်စတာလင်ကိုတော်တော်လေး appreciate ဖြစ်တယ်ပြောမှန်းသာပြောရလေပထမပိုင်းကစားပုံနဲ့ဒုတိယပိုင်းကစားပုံဆိုလို့ရှိရင်တော့ဒုတိယပိုင်းကပိုပြီး efficient ဖြစ်တယ်ဆိုရင်ပဲ quick transition တွေ counter တက်တီသွားတာကပထမပိုင်းကပိုမိုက်တယ်အထူးသဖြင့် Starling ရဲ့ယုံအားသူ့ရဲ့အသင်းအတွက် impact တစ်ခုခုဖြစ်ချင်တဲ့ပုံစံကစားပုံတွေကတော်တော်လေးကိုတွေ့မြင်ခဲ့ရတာကျွန်တော်တို့ပထမပိုင်းမှာ Starling ကိုအရင်သဘောကျတယ်ဘာပြပြော Martinelli ဝင်လာတဲ့အခါမှာတမျိုးလေးကောင်းသွားတယ်ဆိုရင်ပဲကျွန်တော်တမျိုးတာတွေက Martin Odegaard ရဲ့ တိုင်ပင်ကိုက်ပိတ်တဲ့အလုံးလေးကအခုတည်းကဂိုးတွေကိုမရောက်သေးရပဲဘယ်ဘက်ကနေပြီးတော့ပေးလိုက်တဲ့ cross ball တွေမြေလိမ်ဘောတွေသူကောင်းကောင်းလေးဂိုးတွေရိုက်ထည့်ရမှာပြာပြီးတော့ဂိုးဖြစ်မပြောင်းလဲနိုင်ကြတာဗောလေနောက် declare ကန်နဲ့ free kick တလုံးကလည်းတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့တော့ wall ကိုကျော်ပြီးကန်တာမှမဟုတ်နဲ့ဂိုးသမားရှိတဲ့ဘက်ကိုကန်တာဖြစ်တဲ့အတွက်ဂိုးသမားပုတ်ထုတ်သွားနိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာလုံးဝ appreciate လုပ်ရမှာတော့ everton တင်းရဲ့ဂိုးသမားပေဖို့တော်တော်လေးဟိုမှာကောင်းတဲ့ကာဝယ်မှုတွေလှုပ်သွားနိုင်ကြလို့အာဆင်နယ်ရဲ့ဒီဒေးဗစ်ရိုင်ယာကလည်း ဒါမတိမ်မင်းလက်ဆွမ်းမျိုးပြသသွားနိုင်ခဲ့ဗောလေဒီနေရာမှာတခုပြောချင်တာကဒီပွဲစဉ်မှာကျွန်တော်တို့ကြားပြောက်ခဲ့တဲ့နှစ်မကိုတမျောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ပေးလိုက်ရတဲ့ပနတီရတာလေနည်းနည်းလေးတော့ဟိုဘယ်လိုပြော controversial ဖြစ်တယ်ဗျဘာလို့ဆိုတော့ Louis Kelly အနေနဲ့သူ့ရဲ့ဒီ blind spot ကနေပုံစံမျိုးနဲ့ပြစ်လဲွားတဲ့ဥစ္စာမျိုးတစ်ဖက်ကစားသမားကို ဖြတ်ပါတယ်ဆိုပြီးတော့ဒါပန်နတီဖြစ်သွားတာအမေရိကန်ကျွန်တော်တို့ဒီကစားသမားတက်ကိုနောက်ကလိုက်ဖြတ်တဲ့အခါမှာအဲ့ကစားမောင်းမျက်နှာမူကြီးဖြတ်ကြတာများတယ်ဒါပေမဲ့လဲသွားဖို့မတိုင်ခင်မှာလက်နဲ့လှမ်းဆွလိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုဒိုင်းက decision ချပြီးတော့ဒါကိုပန်နတီဖြစ်ကံကိုပြလိုက်တယ်အဲ့တလုံးဒီကျွန်တော်တို့အတွက်ပြန်လာဖို့ခက်ခဲသွားတယ်ပြောလို့ရတယ်1 1ဆိုတဲ့ရလက်ကပွဲပြီးထိဖြတ်သွားတာအာဆင်နယ်ရဲ့ဒီနေ့ပွဲစဉ်မှာညံ့လာဆိုရင်တော့မညံ့ခဲ့ဘူးဒါပေမဲ့ ာဆင်နယ်အသင်းအတွက်ဆိုရင်တော့လောင်းဘောတွေကဝင်းကပချမ်းကိုဖြန့်တာကဟိုဘီထွက်ဘောတွေဖြစ်တာများတယ်ပထမပိုင်းမှာဆိုလို့ရှိရင်တော်တော်များဘောလုံးတွေကအဲ့လက်ပြဘောစီးကိုကြော်ပြီးတော့ဘီထွက်ဘောတွေဖြစ်ကုန်တာတောင်မန်တွေကိုရိုက်တင်တယ်ကိုကစားသမားတွေကိုလိုရင်းမရောက်ဘူးအထူးသဖြင့်အီတန်ဝန်နရီဘက်ကိုရိုက်တင်တဲ့လောင်းဘောတွေဆိုရင်ဝစ်ဖြစ်ကုန်တာတော်တော်လေးများတယ်ဘာလို့အာဆင်နယ်အသင်းနဲ့ဒီနေ့ပွဲစဉ်မှာလိုချင်တဲ့တိုက်စစ်ကစားရတဲ့ခုကိုအသက်သွင်းမိမယ်လေတကောပဲရခဲ့တယ် ကွန်ဒိုဗာရှယ်ဖြစ်ရအနေထားနေပနတိပြန်ပေးလိုက်ရပြီးတော့ဝမ်ဝမ်ကြခဲ့တယ်။ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းအာဆင်နယ်ကကစားသမား9ဦးထိလူစားလဲသွားခဲ့ပေါ့လေ။အဲ့ဒါကတော့ဝန်ရီကိုထုတ်တယ်၊ဘူကောက်စာကောက်ကိုထည့်တယ်၊စတာလင်ကိုထုတ်တယ်၊မာတင်နယ်လီထည့်တယ်၊ဘန်ဝိုက်ထုတ်ပြီးတော့ထင်ပါထည့်တယ်။အိုဒီဂက်ကိုဝင်လာတဲ့အချိန်မှာဂျော်ဂျင်ညိုထုတ်လိုက်ပြီးတော့လူးဝစ်ကယ်လီထုတ်ပြီးတဲ့အချိန်မှာတီယာနီကိုထည့်လိုက်ပေါ့လေ။ဒီနေ့မှာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတခုပြောစရာရှိတာတော့လူးဝစ်ကယ်လီကတော်တော်လေးကို impact မြင့်တဲ့ဒီဘဲဘက်ဖူးဘက်ကစားသမားပါတော်တော်လေးကောင်းတယ်။ သူ့အသက်အရွယ်တန်းလူငယ်ကစားသမားတူဦးတဲ့ဆိုရင်တော့ဒါအမားလေးတွေရှိကောင်းရှိမယ်ဒါပေမဲ့ကျွန်တော်တို့ဒီပေးလိုက်ရတဲ့ပနတိကသူ့အမားလို့တော့ကျွန်တော်မပြောရက်ဘူးဘာလို့လဲဆိုတော့သူလက်တိုင်ပင်ကိုက်ပြီးတာပဲဒါမျိုးလုံးထွေးပြီးပစ်လဲကြတာမျိုးကဘယ်လိုနေရာမှာမဆို50 50အနေထားဦးမယ်ဒါကပနတိဆိုတော့ဒါ diet decision ပေါ့လေဘာပြောပါအာဆင်နယ်ရဲ့ဒီဘယ်ဘက်ဖူးဘက်မှာဘသူ့ကိုတုံးမလဲပွဲထွက်ကစားသမားဖြစ်တောင်းတောင်းပြီးဆိုရင်သူ့ပဲကျွန်တော်ရွေးရမှာတရားနေအနေနဲ့ယာတီကုံမှာအလွတ်နဲ့ သူအတင်းဟောင်းပြောင်းမဲ့အချိန်မှာလက်ရှိတရားနည်းကိုကျွန်တော်တို့ substitution ban တွေထည့်သုံးနေဆိုတဲ့အတိုင်းပဲရှိတာအဲ့တော့ဘယ်ဘက်ချမ်းတနေရာမှာတော့လာမဲ့ real နဲ့ပွဲစဉ်မှာလဲ louis kelly ပြန်ပါဦးမယ်ထင်တယ် color fury တို့စင်ချန်ကိုတို့ဆိုတာတော့ဒါဒီကစားမလိထက်ဆိုင်တော့အာဒီတာကြိုက်တယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့လေအဲ့တော့ ောက်တစ်ခု appreciate ဖြစ်တာကတော့ Arsenal ရဲ့ဒီ Gabriel နဲ့မှဝင်ဆော့ထားတဲ့ Kivior ပေါ့လေ Kivior လည်းတော်တော်လေးငြိမ့်တယ် Everton အသင်းရဲ့ကစားဖို့ငါလေတော်တော်လေးဟိုမှလို့ပြောရမလဲ stamina အပြည့်နဲ့ intake အားလိုက်ဆိုးတဲ့တိုက်ထဲမှာပါတယ်ဒါပေမဲ့ Arsenal အသင်းခံစီကြောင်းကဒါတွေကိုရှင်းထုတ်တယ် Saliba နဲ့ဒီ Kivior စင်တာဘက်အထိုင်ကတော်တော်လေးငြိမ့်နေပြောလို့ရဆိုကိုသမားနဲ့ဘေးတက်တွဲတဲ့အပိုင်းမှာလည်းအမှားမရှိအောင်တော်တော်လေးစူးစမ်းတော့တာတွေ့ရတယ်။အာဆင်နယ်အသင်းနဲ့ပထမပိုင်းမှာရတဲ့ chance တွေကိုသာတွန်းနိုင်ခဲ့ရင်တုံးနေနဲ့ ကိုပြည့်ရလက်တခုနဲ့ကလင်းရှိတောင်ရာသွားနေတဲ့အနေထားပေါ့လေဒါပေမဲ့1စီဆိုတဲ့ရာလက်ကတော့ဘဲချိန်မဆိုးပနတီပြန်ပေးရရင်တော့1 1ဖြစ်သွားမဲ့ pressure ဝင်တဲ့အနေထားမျိုးပဲအခုတော့ကျွန်တော်တို့ trosset ပထမကြီးမှရတဲ့အခွင့်အရေးတွေကိုဖြစ်မပြောင်းလဲနိုင်ကြရတယ်ဒါတော်တော်လေးကိုတမျောဖို့ကောင်းသလို decline right ကန်တဲ့လုံးကလည်းနောက်တန်းလူတွေနဲ့ထိပြီးထွက်သွားခဲ့တာမျိုးပေါ့လေอืมဘာပြောပါဒီပွဲရလက်နဲ့ပတ်သက်ပြီးအရင်ကတော့ပူလောင်မနေတော့ဘူးဘာလို့ဆိုတော့ရှေ့မှာလာမဲ့ real နဲ့ပွဲစဉ်ကမှတရားဒီ arsenal ဘာလဲဆိုတော့ကို အမှတ်ပြည့်ပြီးမဲ့ပွဲဖြစ်နေခဲ့တယ်အဲ့တော့ရီယန်နဲ့တွေ့လို့ကိုရီအသင်းကအောက်သင်းဖြစ်တယ်ဆိုပြီးမဲ့ဒီဖွဲနဲ့ပတ်သက်ပြီးအာဆင်နဲ့အသင်းနီပြမီခေးအိုက်တာမှာကစားသမား9ရက်စလုံးဒရီယာမီမှာထည့်ပြီးအသုံးပြုတော့ခဲ့တဲ့အတွက်အဲ့ဒီပွဲစဉ်ပို့ပြီးအားဆိုင်တယ်ဆိုတာကိုတော့ကျွန်တော်ထင်တာမြင်တာရှိရပါလေ။ဘာကြောင့်ချန်ပီယံလီပွဲစဉ်အရေးကြီးလဲဆိုတော့လက်ရှိကျွန်တော်တို့ပြတာပရီးမီးယားလိမှာကျွန်တော်တို့ကသေရကြသွားခဲ့ပြီ။ဟုတ်ပြီ။ကျွန်တော်တို့62မတ်ရတယ်။လက်ပေါက်ဘူးက83မတ်။ကျွန်တော်တို့ရဲ့ချန်ပီယံလီဝင်ပြိုင်ဘက်တွေဖြစ်တဲ့ Northern Force နဲ့ Chelsea က58မတ် 52မှတ်အာဆင်နယ်နေနဲ့နောက်ထပ်3ပွဲ4ပွဲလောက်ကရလက်ကောင်းကောင်းလေးရင်းရိုင်လို့ရဆိုအနေထားမှာဒါကချန်ပီယံလိရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးဖော့ပြီးပြောပေးထားပါဗောလေမင်းတို့အာဆင်နယ်ကတော့တည်ရတိုင်းပဲအနိုင်ရအောင်ကံမယ်ဆိုတဲ့အသေးနဲ့မှပါတယ်တို့တော့ဒီလိုမျိုးတည်ရပွဲတွေကတော့မကြခဏချုံချုံတွေ့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာထက်မြက်တဲ့အထောင်တိုက်စစ်ကလာမှာမရှိတဲ့အတွက် main တို့အသင်းအတွက်ဘလောက် impact ကြီးရတယ်ပြောပြောသူသည် တိုက်စစ်မှုစစ်စစ်မဟုတ်ဘူးဒါကြောင့်မို့အာဆင်နယ်အသင်းနီပြမီခေအိုက်တာဒီပွဲကိုနိုင်ကိုနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးထက်ဆိုင်ရင်ပွဲအစမှာတည်းကချန်ပီယံလိကိုစိတ်အပြည့်ဝရောက်နေဆိုပြီးကျွန်တော်ဒီဗီဒီယိုအင်ထရိုမှာနေပြောခဲ့ရပါလိမ့်အဲ့တော့ဒီပွဲကြပြောက်ခဲ့တဲ့နှစ်မှတ်ကတော့တိတ်ပြီးအရေးကြီးတယ်လို့တော့ကျွန်တော်မထင်ဘူးအဓိကချန်ပီယံလိပထမအကြော်ရီယယ်မက်ဒစ်ကိုအင်္ဂလန်အမေရိကမှာဘလို့အဲ့ခံလဲဆိုတာကိုကိုရက်နေ့မနက်ခင်းစောမှကျွန်တော်စောင့်ကြည့်သွားမှာပါလိမ့်အဲ့တော့ပထမအကြော်မှာလူချင်းတွေရလက်တစ်ခုယူထားပြီးတော့ ဒီ Real Madrid ရဲ့ဘာနေပြူးမှာဘလို့ရလက်မျိုးကိုထိမ့်ပြီးဆော့မလဲဒါပဲကြည့်ရတော့မှာတေချာတို့ကတော့ Champion League ဒီ Arsenal တဲ့အတွက်လက်ရှိအချိန်မှာတော်တော်ကြီးရေးပါနေတာဖြစ်သွားပြီ Premier League ကတော့ခုနှစ်ပွဲကြံသေးတယ်အဲ့ဒီခုနှစ်ပွဲမှာ1 2 4ပြင်ပရောက်ဖို့ဆိုကိုရီးယားအများအများကြီးလုံးဝဖြစ်သလိုအောက်ကအသင်းတွေကလည်းနိုင်ပွဲတွေဇက်တိုက်အပြည့်ယူနိုင်မှာပဲကိုရီးယားကြော်တက်သွားမယ်နေတာပေါ့လေဘာပြောပါလက်ရှိအချိန်မှာအသင်းမှာလည်းအဓိကကစားသမားတွေဖြစ်တဲ့ Gabriel မပါနိုင်တဲ့အချိန်မှာ Saka ပြန်ပါလာတာလေဒါ အကောင့်နဲ့ဆိုဒွန်တွဲနေရပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာတော့ဆာကအရင်ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေမဲ့မာတီနယ်လီစီကပထမဖူဟန်သိနဲ့ပွဲစဉ်တုန်းကလိုမျိုးတော်တော်လေးကိုကောင်းမွန်တဲ့အင်ပက်မြင့်နဲ့ပြေထွက်မှုတွေပံ့ပိုးမှုတွေတော့တွေ့မြင်ခဲ့ရတယ်ဗောလေပထမပိုင်းကစတာလင်ကစားပုံကိုတော့ဒါလက်ခုပ်တီးပေးဖြစ်ပါတယ်ကဲဘယ်လိုပဲပြောပြောပါချန်ပီယံလိကြလို့ရှင်တော့ကျွန်တော်ဘလုံးမွဲပြပေးဖြစ်ပါမယ်အာဂျီတူးမှာရှိပါမယ်အဲဆိုအဆုံးထိကြည့်ပြတော့လဲ အားလုံးယေရှုတင်ပါတယ်ဗျာအေဗာဒန်ကတော့ကျွန်တော်တို့ကိုအခက်တွေ့အောင်လုံနိုင်ခဲ့တဲ့အသင်းလို့ပြောမယ်ဒီရသီမှာအေဗာဒန်တွေ့မှာကျွန်တော်တို့လေးမှတ်တိတိကြာပြောက်ခဲ့ပါတယ်ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပန်ပေးတဲ့ရှူဘောလုံးအောင် online ကကိုဆိုင်ကိုလည်းယေရှုတင်ပါတယ်ရှူဘောလုံး online အေဂျင့်မှာကစားမယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညောင်းကို6016633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်ဖြစ်လို့ငွေပို့ငွေချက်ရှိမှဘောလုံးမွေးတွေလောင်မှာဘောလုံးမွေးတွေလုံးဝမလောင်တော့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ဖို့ရရှိပြီးကျွန်တော်အားပေးလို့ရပါတယ်အိုက်ဘက်ခွန်ရှိကို Sport Internet 9000လုံးမိတို့ကိုကစားလို့ရနေပါပြီ ဒီပွဲပြီး review ကိုတော့ဒါဖေးဦးမှာမတင်မဲနဲ့ YouTube မှာတည်တံ့တည်ပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့ YouTube မှာအားလုံးပဲအားစိုက်ပြီးတော့ကြည့်ပြီးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။